အာဏာရှင်ဆက်ဆံလှုပ်ဆောင်မှုတွေကြောင့်တိုင်းပြည်ရဲ့စည်းလုံးညီညွတ်မှုဟန်ချက်ညီရည်တည်မှုတွေပြိုကွဲမဲ့ဖြစ်တွေထပ်မံမဖြစ်ပေါ်စေရေလှုပ်ဆောင်ကြဖို့လိုအပ်တယ်လို့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောပါရတယ်။၂၀၂၅ခုနှစ်မေလ၂၁ရက်ကကျင်းပတဲ့ အခြေခံတဲ့တမ်းမြင်ရေချောင်းလေချောင်းလူငယ်တင်တန်းစဉ်တင်တန်းသူတင်တန်းသားတွေနဲ့တွေ့ဆုံစဉ်သူကပြောကြားခဲ့တာဖြစ်ပါတယ်။နာဆာကဥက္ကဋ္ဌကပြည်သူတွေလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုရှောင်လန်းတဲ့နေရာမှာ2020ပြည်နှစ်ရွေးကောက်ပွဲတုန်းကလိုတမိုင်းမှာအယုတ်ဆိုးအကြီးတန်းတဲ့အဖြစ်မျိုးတွေရွေးကောက်ပွဲမတိုင်မီကာလမှာလည်းဒီမိုကရေစီအမိခံဥပဒေမဲ့လှုပ်ဆောင်မှုတွေအာဏာရှင်ဆက်ဆံလှုပ်ဆောင်မှုတွေကြောင့်တိုင်းပြည်ရဲ့စီလုံးညီညွတ်မှု ဟန်ကျင်းညီရည်တည်မှုတွေပြိုကွဲမဲ့အဖြစ်တွေထပ်မံမဖြစ်ပေါ်စေရေလှုံ့ဆော်ကြဖို့လိုအပ်ပါတယ်လို့ပြောပါရယ်။နတ်ဆကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ပြောစကားကိုကောက်ယူစဉ်းစားကြည့်ရင်အမျိုးသားဒီမိုကရေစီရဲ့အဖွဲ့ချုပ် NLD ကိုယည်ညွတ်နေတာဖြစ်နိုင်တယ်လို့စီးရင်းနဲ့နိုင်ငံရေးကခတ်တွေကထောက်ပြကြပါရယ်။ပြည်တွင်းပြည်ပအဖြစ်သမားတွေဟာနှစ်ရှည်လာမြနီးမျိုးမျိုးနဲ့ထိုးနှက်တိုက်ခိုက်ခဲ့ကြအောင်တမရောအနေနဲ့နိုင်ငံတော်တာဝန်ရယူခဲ့ပြီးပြည်သူတွေလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတည်ငြိမ်အေးချမ်းစွာကူပြောင်းနိုင်ဖို့တိစောက်ဆောင်ရွက်ခဲ့ကြကြောင်းအဲ့ဒီနေရာမှာသတိပြုမိဖို့ကလည်း ပြပရဲ့ပယောဂပင်ဖြစ်ကြောင်းနတ်ဆကဥက္ခရာကပြောပါရယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်ကလေးကမတိမငိမ့်ဖြစ်အောင်စဉ်ဆက်မပြတ်လှုပ်ဆောင်လာခဲ့တယ်။အဲ့ဒီအင်အားစုတွေနဲ့သူတို့ရဲ့အဆက်အနွယ်တွေကပင်အဲ့ဒီကိစ္စကိုနှက်ချောင်းပေးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သူကပြောပါရယ်မြန်မာတပ်မတော်ဟာ2021ခုနှစ်ဖေဖော်ဝါရီလက NLD အစိုးရကို2020ရွေးကောက်ပွဲမဲဆင်းအငင်းပွားမှုကိုမဖြေရှင်းမဲ့အစိုးရဖွဲ့စည်းရေးကြိုးပမ်းနေလို့ဆိုပြီးဖြုတ်ကြတာနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာကအုတ်ချုပ်လျက်ရှိပါတယ်။အဲ့ဒီနောက် NLD ခေါင်းဆောင်အချို့နဲ့လွတ်တော်မတ်တွေအပါအဝင် တိုင်းဒေသလက်နက်ကိုင်တချို့တက်ကြွလှုပ်ရှားသူတွေကမြန်မာတပ်မတော်နဲ့နှဆကဖျောက်ချရေးလက်နက်ကိုင်တော်လှန်ရေးစင်နွေးလျက်ရှိပါတယ်။အဲဒါကြောင့်မြန်မာနိုင်ငံတဝမ်းတိုက်ပွဲတွေဖြစ်ပွားနေပြီးမြန်မာတပ်မတော်အနေနဲ့စစ်စခန်းပေါင်းရာချီလက်လွတ်ထားရတယ်လို့တခြားတစ်ဖက်မှာလည်းအိန္ဒိယနိုင်ငံတွေဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအတိုက်ခံပါတီကရခိုင်ပြည်နယ်ကိုတီးကြလွတ်လပ်တဲ့နိုင်ငံဖြစ်ယက်တီနိုင်ရေးနဲ့ရခိုင်ပြည်နယ်အတွင်းမှာဘင်္ဂလီလူမျိုးတွေအတွက်လွတ်လပ်တဲ့နေပြည်တော်မှတ်ပေးရေးတရုတ်ကွန်မြူနီပါတီကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခြင်းဆွေးနွေးခဲ့ပါတယ်။အဲ့ဒီလိုပဲအိန္ဒိယနိုင်ငံကလွတ်တော်မှတ်အချို့ကလည်း ချင်းပြည်နယ်ကိုမီဇိုရန်ပြည်နယ်နဲ့ပေါင်းစည်ဖို့ချင်းလန်းလန်းကာနီနဲ့ဆွေးနွေးလာသလိုကဘောချိုင်ဝမ်ဒေသကိုမနီပူရာပြည်နယ်နဲ့ပေါင်းစည်ဖို့တောင်းဆိုမှုတွေလည်းရှိနေပါသေးတယ်။